မင်္ဂလာပါရှင်ဖဲခွန်ပင်လောင်းနယ်ဆက်ကနေစစ်ဆောင်သူ3000ကျော်ရှိလာပြီးအရေးပေါ်စားနပ်ရိက္ခာလိုအပ်နေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှန်ကရနီနယ်ဆက်ပင်လောင်းဖဲခွန်ဒေတာကိုစစ်တပ်နဲ့ပြန်လို့စစ်ကြောင်ထူလာတာကြောင့်စပေးတင်းဆောင်လာတူ3000ကျော်ရှိလာပြီးအရေးပေါ်စားနပ်ရိက္ခာရလိုအပ်နေစေဖြစ်တယ်လို့ကလင်းရန်ကုန်အဖွဲ့တာဝန်ရှိသူကိုစရာထွန်းကပြောပါရယ် ဖဲခွန်ပင်လောင်းနယ်စပ်မှာရှိတဲ့တောင်စလုံးရွာမြောက်စလုံးရွာဘောရန်အပေါ်ရွာဘောရန်အောက်ရွာနဲ့ရေအေးကုန်းရွာတို့ကိုစစ်တပ်နဲ့ပြန်လို့တို့ကစစ်ကြောင်ထိုးလာတာကြောင့်အင်အားစု600ကျော်လူဦးရေ3000ကျော်စစ်ပေးတင်းရှောင်နေရတာဖြစ်ပါတယ်ပြခဲ့တဲ့အော်တိုဘလာ73ရက်နေ့ညနေ၄နာရီဝန်းကျင်ခန့်မှာ စစ်တပ်နဲ့ပြန်လို့တို့ကဖဲခုံမြုတ်နယ်ဘောရန်ကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့်တိရခန့်တွေပေးလို့ရတောတောင်တွေထဲထပ်ပြေးတင်ရှောင်ခဲ့ရပါတယ်။အဲဒီနောက်အော်တိုဘလာ၁၄ရက်နေ့မှာတိရခန့်တွေကဖဲခုံမြုတ်နယ်အနောက်ဖက်ခြမ်းကိုတောင်ရလန်းအတိုင်းနှစ်နိုင်ကြော်ကြာလမ်းလျှောက်ပြီးပေးလို့ရကိုထပ်ပြေးတင်ရှောင်ခဲ့ရပါတယ်။အော်တိုဘလာ၁၀ရက်နေ့နဲ့အော်တိုဘလာ၁၄ရက်နေ့တို့မှာလည်း ဖဲခုံပင်လောင်းနယ်စပ်မှာရှိတဲ့မြောက်စလုံးကျေးရွာရှိနေအင်းတွေကိုစစ်တပ်နဲ့ပြန်လို့တို့ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့စစ်ရေးတတင်းရင်းမြစ်တွေကပြောပါရယ်2025ခုနှစ်စက်တဘာ23ရက်နေ့ကစပြီးဖဲခုံပင်လောင်းနယ်စပ်မှာရှိတဲ့တောင်မဲတင်ကျေးရွာကိုစစ်တပ်နဲ့ပြန်လို့တို့ကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့်ကျေးရွာ၁၀ရာကျော်ရှိတဲ့လူဦးရေ9000ကျော်စစ်ဘေးတင်းရှောင်ခဲ့ရပါရယ်ရှင်။